ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုကိုတရားစွဲဆိုထားတာတွေပယ်ဖျက်လိုက်ဖို့ဓမ္မမဟုတ်အပီးတိုင်းလူငယ်ချမ်းသာခွင့်ပေးလိုက်ဖို့အစ္စရေးကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်တွန်းလိုက်ပါတယ်။နေတန်ညာဟုဟာလက်ဆောင်မှုအဂတိမှုယုံကြည်မှုကိုချိုးဖောက်မှုတွေအတွက်2019မှာစွဲချက်တင်ခံရပြီး2020ပြည့်နှစ်မှာစတင်တရားရင်ဆိုင်နေရပါတယ်။ရသဘောကြောင့်ဆိုင်ရာစွဲချက်၃ခုနဲ့ကြုံတွေ့နေရတဲ့နေတန်ညာဟုကတော့သူဟာဘာမှအယွင့်မှကျူးလွန်မထားဘူးလို့အခိုင်အမာပြောပါတယ်။ ထရန့်ကတော့အစ္စရေးအနေနဲ့နိုင်ငံရဲ့အထင်ကရသူရဲကောင်းတူဦးဖြစ်တဲ့နေတန်ညာဟုအပေါ်ဆွဲချက်တင်နာတာတွေကိုပယ်ဖြတ်ဖို့ဒါမှမဟုတ်ပြည်ထောင်ကနေလွန်ငင်းချမ်းသာခွင့်ပြုတ်လိုက်ဖို့ချက်ချင်းလှုပ်တဲ့ကြောင်းလူမှုကွန်ရက်မီဒီယာမှာရေးသားပြီးတိုက်တွန်းခဲ့ပါတယ်။နေတန်ညာဟုအတွက်တရားစီရင်စစ်ဆေးနေတာတွေကိုချက်ချင်းပယ်ဖြတ်တဲ့ကြောင်းဒါမှမဟုတ်လဲသူနိုင်ငံအတွက်အများကြီးအလုပ်လုပ်ပေးထားတဲ့အထင်ကရသူရဲကောင်းတူဦးအတွက်လွန်ငင်းချမ်းသာခွင့်ပေးလိုက်တဲ့ကြောင်းထရန့်ကသူ့ကိုယ်ပိုင်လူမှုကွန်ရက် platform ဖြစ်တဲ့ True မှာ ဂျွန်လ25ရက်ကရေးသားထားပါတယ်။နေတန်ညာဟုအပေါ်ဆွဲချက်တွေနဲ့ပတ်သက်လို့ဂျွန်လ3ရက်နေ့မှာအပြန်အလှန်ရှောက်လဲချက်တင်သွင်းတာတွေစတင်ခဲ့ပြီးအဲ့ဒီလုပ်ငန်းစဉ်ဟာတစ်နှစ်လောက်ကြာမြင့်နိုင်တယ်လို့ Israel media တွေကဖော်ပြခဲ့ပါတယ်။စီးမြန်းတွေအရ Israel သမ္မတ Isaac Herzog ဟာနေတန်ညာဟုကိုပြည်ထောင်ကနေကင်းလွန်အောင်လွန်ငင်းချမ်းသာခွင့်ပေးနိုင်ပေမဲ့လေလက်တလုံးမှာတော့အဲ့ဒီလိုအစီအစဉ်မျိုးမရှိသေးကြောင်းသတင်းတွေကဆိုပါတယ်။ထရန့်ကသူ့ရဲ့အမကန်နိုင်ငံရေးမဟာမိတ်လည်းဖြစ်တဲ့နေတန်ညာဟုကို စစ်သူရဲ့တဦးလိုလည်းတင်စားခဲ့ပါသေးတယ်။အမေရိကန်ဟာအစ္စရေးကိုကူညီကယ်ဆယ်ဖို့ကြောင့်အခုတော့အမေရိကန်ဟာနေတန်ယာဟုကိုလည်းကူညီကယ်ဆယ်ရမှာဖြစ်ကြောင်းထရန့်ကဆိုပါတယ်။အဲ့ဒီအသေးပဲဟာအစ္စရေးဘက်ကပါဝင်ကူညီတိုက်ခိုက်ပြီးအီရန်နျူကလ িয়ার အဆောက်အုံတွေကိုအမေရိကန်ကဘုံကျဲဖျက်ဆီးခဲ့တာကိုထရန့်ကရည်ညွှန်းဟန်ရှိပါတယ်။နေတန်ယာဟုလက်ရှိကြုံတွေ့ရင်ဆိုင်နေရတဲ့တရားရေးအကြံတဲမှာအမေရိကန်ကဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာကိုတော့ထရန့်ကရှင်းရှင်းလင်းလင်းပြောမထားပါဘူး။ သူကနေတန်းညာဟုလက်ရှိကြုံတွေ့နေရတဲ့အခြေအနေဟာပြိုင်ဘက်တွေရဲ့နိုင်ငံရေးအရာလောက်ကျန်ထိုးနှက်ဖို့ပြစ်မှတ်ထားအထောက်မှုမျိုးလို့ဝေဖန်ထားပါတယ်။အမေရိကန်မှာသူကိုယ်တိုင်လည်းတရားရဲ့အရာဆွဲချက်တွေကြုံတွေ့နေရချိန်မှာထရန့်ဟာအဲ့ဒီစကားလုံးကိုမကြာခဏအတုံးပြုခဲ့ပူပါရရှင်။